thank you မင်္ဂလာပါရှင်မန္တလေးခင်းစိတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးအကျန်းဖက်စစ်တပ်ကိုကုလအရေးယူမှုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စေဥစုသည်တပ်တမန်ရေးရအောင်ပွဲခံနေပြီဆိုကပြောဆိုရေးသားမှုများရှိနေပါတယ်ရင်းတည်မင်းအောင်လိုင်းတရုတ်ပြည်ရောက်ပြီးရှီကျင်းပင်နဲ့၎င်းမိုဒီနဲ့၎င်းမော်စကိုတွင်ပူတင်နဲ့၎င်းလက်ဆွဲနှုတ်ဆက်ခွင့်ရသွားသည်ကိုရည်ညွှန်းပြောဆိုနေကြခြင်းဖြစ်ပါတယ်တရုတ်ရုရှားနဲ့အိန္ဒိယတို့ကမင်းအောင်လိုင်းအာနာသိမ့်ပြီးချိန်ကစ၍ခိုးချောင်ခိုးဝဲထောက်ခံနေကြပြီး ယခုမှမြင်ကွင်းတွင်ထွက်၍လက်ဆွဲနှုတ်ဆက်နေကြခြင်းဖြစ်ပါသည်။သို့သော၎င်းသွားခဲ့သည့်ခီးစင်များသည်နိုင်ငံတကာစီးဝေးပေါင်းတွင်မှဖြစ်ပါသည်။ယခုထိဘီဂျင်းနှင့်နယူးဒေလီတို့မှနိုင်ငံချစ်ချင်၏အလဲပတ်ခီးအဖြစ်တည်ကြားဖိတ်ခေါ်ခြင်းမခံရသေးပေ။ငကိုကလေးကထောက်ခံနေသူများလူမြင်ကွင်းထွက်လာပြီးနှုတ်ဆက်နေကြသည်ကိုကြည့်ပြီးစေအုပ်စုတန်တမန်ရေးရအောင်ပွဲရနေပြီဟုပြောဆိုနေခြင်းသည်အမှန်တရားနှင့်နှိစက်မှုမရှိဖြစ်နေပါသည်။တခုရှိသည်ကအမျိုးသားညီညွတ်ရေးဆိုရာ၏မိတ်ဆွေရင်းချကြီးဖြစ်သောတီမော်အာ လက်တလုံးတွင်ဆုံးရှုံးသွားခဲ့ရသည်သာရှိပါသည်။ဒီမော်၏စေအုပ်စုအားရင်းရတောက်ဆန့်ကျင်နေမှုကိုအာဆီယံနိုင်ငံများကမကြိုဆိုသည့်အတွက်နောက်ဆုံးတွင်အသိဝင်ခွင့်ရဖို့အလျှော့ပေးလိုက်ရခြင်းဖြစ်ပါသည်။ဒေါ်နယ်ထရန့်အင်ဖြူတို့ပြန်ရောက်လာတဲ့အချိန်ကစပြီး Liberal Democracy သည်ကမ္ဘာစာမျက်နှာမှာနေရပေးခြင်းမခံရတော့ဘဲကမ္ဘာမျက်နှာစာမှာနေရပေးခြင်းမခံရတော့ဘဲမိမိန်စာပြုနေပါသည်။ ပေါ်ပြူလီစင်ခေတ္တလာ၍နိုင်ငံအများပြားတင်လေထိုအကြောင်းကိုရှေ့တန်းမတင်ရဲကြတော့အင်္ဂလန်တွင်ပင် Made England Great Again ဆိုသည့်ကြွေးကြော်သံခေတ်စားလာပါသည်ထို့သူပြောင်းလဲလာနေသောကမ္ဘာနိုင်ငံရေးမျက်နှာစာတွင်ဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေသောအမျိုးသားညီညွတ်ရေးအစိုးရတွင်လည်းတန်တမာရေးရာထိုးစစ်ဆင်မှုရခင်ကထက်စာပေါင်းများစွာပိုခတ်လာနေရပါသည်ထို့အတွက်ရှေ့လျှောက်ဂီယာချိန်နိုင်ရင်စက်တင်ဘာ၄ရက်နေ့တွင် NUG ကောင်းဆောင်ပိုင်းတွင်ဘယ်ဂျီယမ်မှတွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟုသိရပါသည် ်ဇေယုစုကတော့အာနာရှင်များနဲ့အတင်းကာရောဖက်လေတကင်းလုံ၍ရနေစေဖြစ်ပါတယ်။၎င်းတို့ကိုလည်း one or use အဖြစ်လက်ခံနေကြခြင်းသာဖြစ်ပါတယ်။၎င်းတို့ထုတ်ထက်ပို၍ခေါင်းထောင်မလာနိုင်သည်ကိုကုလသမဂ္ဂဆင်မြင်တွင်ထက်၍တွေ့လာရပြန်ပါတယ်။ကမ္ဘာနိုင်ငံအသီးသီးမှခေါင်းဆောင်များနိုင်ငံသား၏ဝင်ကြီးများအသီးသီးမိန့်ခွန်းပြောနေကြချိန်မှာမင်းအောင်လှိုင်ဖို့ကအနာဂတ်ခွင့်မရဆိုင်၍ကာဇက်စတန်တွင်မိသူများဖြစ်မလာနိုင်သောတရုတ်၏ရဲဝန်နှင့်လမ်းစီမံကိန်းပူးပေါင်းဆောင်ရွက်ရေးဆိုသည့်အရေးမရအဖက်မရ ရာအကြောင်းများကိုပြောရင်ဓာတ်ပုံအရိုက်ခံရင်လက်ပဲ့အချိန်ဖြုံးနေရပေသည့်တိုင်းပြည်စည်းပွားဖွံ့ဖြိုးလောင်ပင်ဘာတစ်ခုမှမမေ့ရရလုံးမပြနိုင်ပေနိုင်ငံတကာစီမံကိန်းများကိုအကောင့်ထည့်ဖို့ပြောဆိုနေခြင်းသာဖြစ်ပါသည် ကုလစင်မြင့်တွင်ပြောခွင့်ရသူများကတော့မြန်မာအကြောင်းကိုပြပြနေနေပြောကုန်ကြပြီဖြစ်ပါတယ်ထို့ထက်တွင်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံသား၏ဝန်ကြီးကအာဆီယံ၏အချက်၅ချက်ပေါ်ယုံကြည်မှုရရှိရန်စိတ်ဝိကြိုးပမ်းသွားမည်ဟုပြောဆိုသွားခဲ့ပါတယ်မြန်မာတွင်သဘောတူထားပြီးသောအပြစ်ခံရစဲ၏ကိုချိုးဖောက်မှုများပေါ်လွန်စွာစိတ်ပြက်မိကြောင်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်စေယုစုတည်ထားရမည်ကမြန်မာတွင်တတိတခြားချင်းယက်တည်နေခြင်းမဟုတ်ဒေတာတွင်တစိမ့်တစ်ပိုင်းဖြစ်ပါဝင်နေသည်ဆိုသည်ကိုသတိမူသင်ကြောင်းပြောသွားခဲ့ ဲ့ပါတယ်။မိမိတို့ကိုပြပယ်ပြီးတရုတ်မျက်နှာပဲကြည့်ရလုံရမရဟွန်၍စိုးလို့ချင်းဖြစ်ပါတယ်။ယခုကအင်အားကြီးနိုင်ငံများ၏ပြိုင်ဆိုင်မှုတွင်တောင်တရုတ်ပင်လယ်တွင်သာမြန်မာတို့ပါကူးဆက်ပြန့်နှံ့လာတော်မူအရေးကိုစိုးရိမ်မကင်းဖြစ်စားပြုလာကြပါတယ်။တရုတ်နှင့်တစောင်းစင်းနှင့်မျက်ချီဖြစ်နေကြတဲ့ဖိလစ်ပိုင်ဟာနောက်နှစ်မှာအာဆီယံဥက္ကဋ္ဌဖြစ်တာဝန်ယူရတော်မူဖြစ်၍တရုတ်ချန်လဲမှုကိုစန့်ကျင်သွားပြီးတခုရီသောနိုင်ငံလည်းဖြစ်ပါတယ်။ စေယုတ်စုတင်အနောက်ဖက်ခြမ်းတွင်လည်း၎င်းတို့လူတော်တုံ့ရမရဖြစ်နေသည့်ရိုဟင်ဂျာပြည်ထနာနှင့်ရင်ဆိုင်နေရမြန်မာတွင်ဘင်္ဂလားဒေ့ရှ်တွင်အိမ်နီးချင်းနိုင်ငံသောရိုဟင်ဂျာများပြည်လျင်ဒုတိယမြောက်ဒုက္ခရောက်နေသည့်နိုင်ငံဖြစ်သည်ဟုခေါင်းဆောင်ဖြစ်သူမိုဟာမက်ယူနုစ်က ကုလသမဂ္ဂအထွေထွေညီလာခံမှမိန်ကွန်းပြောကြရမှာထည့်သွင်းပြောဆိုသွားပါတယ်မြန်မာပြည်ဒေသတည်ငြိမ်ရေးကိုချိန်ချောက်နေုံမကရိုဟင်ဂျာများလုံခြုံစိတ်ချစွာနေရပြန်ရေးအလားအလာများပါပြတ်တုံးနေသည်ဟုဆိုပါတယ်ယခုအခါအကူအညီများဖက်တောက်ခံနေရပြီးရိုဟင်ဂျာများအားတလလရင်6ဒေါ်လာနှုန်းဖြင့်သာကျွေးနိုင်တော့မည်ဖြစ်သဖြင့်အငွေပေးနေရင်ဆိုင်ရတော့မည်ဖြစ်ပါတယ်နိုင်ငံတကာအနေဖြင့်ပို့၍တာဝန်ယူပေးကြပါရန်နဲ့စီယုတ်စုနှင့်တိုင်းဒေသလက်နက်ကိုင်အဖွဲ့ကိုလည်းစတဲ့တဘို့တို့၍ဖိအား ကြပါရန်တောင်းဆိုသွားခဲ့ပါတယ်။ယူနိုစ်တင်စက်တင်ဘာ30မှာနယူးယောက်တွင်ရိုဟင်ဂျာအရေးရန်ပုံငွေများရရှိရန်နှင့်တည်တံ့ခံမြေမြေဖြည့်ရှင်းချက်တည်းရဲ့ရရှိရန်အတွက်ထိပ်သီးဆွေးနွေးပွဲခုံယူထားပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်တွင်လူသသိန်းခွဲကန့်ထပ်မံထွက်ပြေးလာခဲ့တယ်လို့ဆိုပါတယ်။ထို့သောသောအခြေအနေများကြောင့်မှဆေးအုပ်စုက၎င်းတို့ဘာလုံးလို့ထောက်ခံနေသောရုရှားနှင့်တရုတ်တို့မှလွှဲ၍အခြားနိုင်ငံများကထောက်ခံရဲကြပေမည်နှင့်တရုတ်တွင်လက်ရှိကမ္ဘာစနစ်ကြီးအားနိုင်ငံပေါင်းစုံတက်ညီလက်ညီဥဆောင်မည်ဟု ုပြောနေတော့လဲ၎င်းတို့၏မြမရေကိုင်းတွင်မှုကိုကြည့်၍မြည်သူကစိတ်ချယုံကြည်ပေမည်နှင့်၎င်းတို့လိုလားသောလူများကိုအာဏာသိမ်းခိုင်းမည်ဆိုက မခက်ပေလောဟုတွေးတောနေကြမိသားဖြစ်ပါသည်ပြည်သူတို့၏တရားတော်စေမုံချအောင်ရမည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့၄ကီကောတိုက်ပွဲ၉ရက်မြောက်နေ့ပြင်းထန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်က၄ကီကောမြို့တဲကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်နဲ့ဒေါ်လန်ရီပူးပေါင်းတပ်တွေရဲ့၉ရက်မြောက်နေ့ဖြစ်တိုက်ပွဲဆက်ပြင်းထန်နေပါတယ်။စစ်ကောင်စစ်တပ်ဟာကရင်နယ်ကြားဆောင်တဲ့ PGA ရဲ့တရင်အချုပ်ရဲ့အကူအညီနဲ့အပြင်းထန်စစ်ကြောင်းထိုးနေတယ်လို့တပ်မဟာကျောင်းနေမြေကဒေါ်လန်ရီသတင်းရင်းမြစ်တို့ကပြောပါတယ်။ဒါကြောင့်တိုက်ပွဲ၉ရက်မြောက်နေ့ဖြစ်တဲ့စက်တင်ဘာ၂၉ရက်မှာလဲတိုက်ပွဲလွန်ပြင်းထန်နေတယ်လို့ ော်လိုင်းရေးတရင်ရင်းမြစ်တွေကပြောပါရီမြောက်ရီမျိုးဆောင်တဲ့ခလာယာနှစ်ခွန်ကတရင်ကနေလဲလက်နဲ့ကြီးတွေနဲ့အဆက်မပြတ်ပြစ်ကူပေးနေတယ်လို့တော်လိုင်းရေးတရင်ရင်းမြစ်တို့ကပြောပါရီနှစ်ခွန်ကကမင်းဆိုင်တွေအတွဲလိုက်ပြစ်ဒဏ်ကြားရတယ်လို့၎င်းကဆိုပါရီစစ်ကောင်စီတပ်ဟာအတင်းတွုံးဝင်စစ်ကြောင်းထိုးနေပြီးလက်ရှိမှာ၄ကီကော်မျိုးဆက်ကိုရောက်ရှိနေပြီလို့လဲဆိုပါရီ၄ကီကော်မျိုးတစ်ကိုရဖို့အတွက်စစ်ကောင်စီတပ်ဟာစက်တင်ဘာ22ရက်ကစပြီးစစ်ကြောင်းထိုးလာတာဖြစ်ပါရီစစ်တပ်ဟာ၄ကီကော်မျိုးတစ်စီကိုစစ်ကြောင်းက ကြောင့်နဲ့ထိုးစစ်ဆင်ရမှာ BGF ရဲ့ဗိုလ်တင်ဝင်းဖွဲ့ကလေးကီကော်ရဲ့ရှေ့မြောက်ဘက်မေဝါကီရွာဘက်ကနေစစ်ကြောင်းကူထိုးနေတယ်လို့သိရပါတယ် BGF ရဲ့ဗိုလ်မှုတုံဖွဲ့ကလေးကီကော်ရဲ့အနောက်မြောက်ဘက်ကကြောက်ကူရွာကနေစစ်ကြောင်းကူထိုးလာတယ်လို့ဒေါ်လန်ရေးတရင်ရှင်းမြစ်တွေကပြောပါတယ် စက်တင်ဘာ23နဲ့25ရက်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာစစ်တပ်ကတိစုံတန်းရရသူများပြခဲ့တယ်လို့ဒေါ်လန်ရဲဘော်တချို့ကပြောပါတယ်။မေဝါခီရွာဘက်ကစစ်ကြောင်းထိုးလာတဲ့ BJ ဘူတင်ဝင်တပ်ဖွဲ့လေးအထိနာခဲ့တယ်လို့သတင်းဌာနကစုံစမ်းသိရှိရပါတယ်။ကရင်အမျိုးသားလွမြောက်ရေးတမရော KNL နဲ့ PDF ပူးပေါင်းတဲ့စစ်ကြောင်းတွေကလီကိတ်ကော်မြို့တစ်ကိုခုခံကာကွယ်နေကြတာဖြစ်ပါတယ်။ဒေါ်လန်ရဲပူးပေါင်းတပ်ကကောဘရာစစ်စင်ရေးမှုဘိုရာဘော်ဦးဆောင်တဲ့ စစ်မြေပြင်မှာမူဆောင်တိုက်ခိုက်နေတဲ့ရုပ်သံစက်တင်ဘာ26ရက်ကလူမှုကွန်ရက်ပေါ်မှာပေါ်ထွက်လာပါတယ်စစ်ကောင်စီတပ်ဟာစစ်မှုရန်ဥပဒေနဲ့အတ္တမစုဆောင်းထားတဲ့စစ်ကောင်စီတပ်သားတွေကိုမူရစ်စေးတွေကျွေပြီးရှေ့တက်ခိုင်းလာလို့လေလေးကိတ်ကောဒေတာမှာတိုက်ပွဲဝင်နေကြတဲ့တော်လိုက်ရဲဘော်တွေကအတိပေးပြောဆိုထားပါတယ် ောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုကောက်ွယ်ပေးသွားမယ်လို့ကရင်လက်နက်ကိုင်အဖွဲ့၃ဖွဲ့ကြီးညာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာကရင်ပြည်နယ်နဲ့ဒူရူရဲ့ဘဝကိုအေဂျင့်တင်ငင်အောင်ဖန်တီးပေးနိုင်မယ်လို့ယူဆတဲ့အတွက်ဆိုပြီးရွေးကောက်ပွဲကိုကောက်ွယ်ပေးသွားမယ်လို့ကရင်လက်နက်ကိုင်အဖွဲ့၃ဖွဲ့ကမူရဲသဘောထားကြီးညာချက်ထုတ်ပြန်ပါတယ်။ကရင်နယ်ကြားဆောင်တဲ့ BGF ကရင်ငင်းချင်ရေးကောင်စီ KNU KNL PC နဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKP အဖွဲ့၃ဘဲကထိပ်ပိုင်းကောင်းဆောင်တွေမနေ့ကစက်တင်ဘာ28ရက်မှာမြောက်ရီမြို့နယ်ရှိ PG ရဲ့အမှတ်နှစ်တက်ထဏာချုပ်ဖြစ်တဲ့တိတကေကျေးရွာမှာတွေ့ဆုံပွဲလုပ်ပြီးနောက်ပိုးရဲကျင်ညာချက်ထုတ်ပြန်တာဖြစ်ပါတယ်။အဲ့ဒီ၃ဘဲမှာ PG ကစစ်တပ်လက်အောက်ခံဖြစ်ပြီး DKP နဲ့ KNU KNL PC တို့ကတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစေးရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ဖွဲ့တွေဖြစ်ပါတယ်။ ဗိုးရဲကျင်ညာကျမတော်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကနိုင်ငံတည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုပေါ်ဆောင်နိုင်လိမ့်မယ်လို့ဆိုထားပါတယ်။ရွေးကောက်ပွဲမထိခိုက်အောင်လည်းကောက်ွယ်ဆောင်ရှောက်သွားမယ်လို့ကျင်ညာကျမဆိုထားပါတယ်။လက်ရှိကရင်ပြည်နယ်တွေကတိုက်ပွဲတွေမှာစစ်ကောင်စီတပ်နဲ့အတူကရင်နယ်ခြားဆောင်တဲ့ BGF တပ်ဖွဲ့ဝင်တွေပအဝင်ကူညီတိုက်ခိုက်ပေးနေတယ်လို့ဒေါ်လန်ရေးသတင်းရင်းမြစ်ချုပ်ရဲ့ပြောပြချက်အရသိရပါတယ်။ကရင်ပြည်နယ်မှာအင်အားအကောင်ဆုံးနဲ့ခေတ်ဆက်ဆက်ပြည်သူနဲ့ဒုရက်တီပြီးဆေးအာဏာရှင်တွေကိုတော်လှန်ခဲ့တဲ့ကရင်မျိုးသား ား CEO KNU ဥက္ကဋ္ဌကစစ်တဲ့ရွေးကောက်ပွဲမကျင်းပနိုင်အောင်အမျိုးသားရေးတာဝန်တည်အနေနဲ့ KNU မျိုးတိုင်းကဆောင်ရွက်ကြရလိမ့်မယ်လို့ပြောကြားထားပါတယ်။ဒါ့အပြင် KNU ရဲ့တပ်မဟာအသီးသီးကလည်းစိုးမိုးဒေသတွေမှာစစ်တဲ့ရွေးကောက်ပွဲကျင်းပခွင့်မပြုကြောင်းထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။